ပြေခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းအပြောင်းလဲဟာ NLD ကိုရှင်ပြိုင်ဖို့ခြေလှမ်းပြင်တာဖြစ်တယ်လို့နိုင်ငံရေးလေးလာသူတွေကသုံးသပ်ပါတယ်ဒီသတင်းကိုတော့ဇေယချမ်းအေးပေးပို့ထားပါတယ်ရှင်ဩဂတ်စ်လ23ရက်နေ့ကပြုလုပ်ခဲ့တဲ့ပြည်ခိုင်ဖြိုးပါတီဘုံညီလာခံမှာပါတီခေါင်းဆောင်တွေကိုအပြောင်းလဲပြုလုပ်ခဲ့တာပါအခုအပြောင်းလဲဖြစ်ခဲ့တဲ့ခေါင်းဆောင်ပိုင်းအပြောင်းလဲမှာတက်မတော်သားဟောင်းတွေနဲ့အရက်သားအချိုးကျပါဝင်လာတာကိုတွေ့ရပါတယ် အခုလိုရက်သားတွေကိုနေရာပေးပြီးပါတီကိုပြင်ဆင်လာတာဟာ NLD ပါတီကိုရှင်ပြိုင်မှုခြေလှမ်းပြင်တာဖြစ်တယ်လို့နိုင်ငံရေးလေးလာသူတွေကသုံးသပ်ကြပါတယ်။သူတို့ရုပ်ောက်ဘက်မှာအပြတ်တက်ရှုံးခဲ့တယ်ပေါ့နော်။ရှုံးခဲ့တယ်။အဲ့ဒီဥသာသူတို့ပြန်လဲသုံးသပ်နိုင်မယ်လို့ကျွန်တော်တို့ထင်ပါတယ်။ပြန်လဲသုံးသပ်တဲ့အခါမှာလက်ရှိစစ်ခေါင်းဆောင်တွေကိုပြည်သူကမကြိုက်တော့ဘူးတို့သူတို့ကိုယ်တိုင်ထင်တယ်။ထင်ပါပဲလေ။ ဒါကြောင့်မလို့လေသူချာသူတို့ရွေးကောက်ပွဲမှာရှင်းရတယ်လို့ပဲသုံးသပ်မှာပါဒါကြောင့်မလို့သူတို့မှာလက်ရှိဒီမှာပြည်မှာဆောင်ရွက်ခဲ့တဲ့ဒီဗိုလ်ချုပ်ကြီးတွေပေါ့နော်ပြည်ခိုင်ဥပါတီရဲ့အရေးပါရောက်တဲ့လူတွေကဆိုရင်သူတို့မကြိုက်တော့ဘူးဒါကြောင့်မလို့မကြိုက်တော့ပဲတဲ့ကိစ္စကိုပြည်သူမကြိုက်တာကိုဆက်နေမယ်ဆိုရင်ဆက်ပြီးတော့ရှုံးဖို့သာပဲရှိရဲဆိုတဲ့အသိစိတ်ရှိရှိကောင်းရှိနေမယ်ရှိလို့လည်းပဲအဲသူတို့ကနောက်ဆုတ်ခဲ့ပြီးတော့နောက်ဆုတ်လိုက်ပြီးတော့နောက်တက်ဟိုအစ်စ်ပေါ့နော် profile ဟိုအစ်စ်တွေကို လုပ်လိုက်တာပဲတမရအစိုးရကနေရတ္တာအစိုးရကိုစတင်အပြောင်းလဲလုပ်ခဲ့တဲ့2010ရွေးကောက်ပွဲမှာပြည်ခိုင်ဖြိုးပါတီဟာပြည်သူ့လွှတ်တော်မှာ80ရာခိုင်နှုန်းကျော်အမျိုးသားလွှတ်တော်မှာ90ရာခိုင်နှုန်းကျော်တိုင်းနယ်ပြည်နယ်လွှတ်တော်တွေမှာ80ရာခိုင်နှုန်းကျော်အနိုင်ရရှိခဲ့တဲ့ပါတီဖြစ်ပါတယ်2015ရွေးကောက်ပွဲမှာတော့ပြိုင်ဘက် NLD ပါတီကိုအပြတ်သက်ရှုံးနိုင်ခဲ့ပြီးလွှတ်တော်အသီးသီးမှာ20ရာခိုင်နှုန်းကျော်သာအနိုင်ရရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာဒီလိုခြေလှမ်းပြင်တာဟာနောင်လာမယ့်ရွေးကောက်ပွဲအတွက်ရည်ရွယ်တာဖြစ်ပေမဲ့ တက်မတော်ကိုနောက်ခံထားတဲ့ပါတီရဲ့တံတန်းကြောင့်ပြည်သူထောက်ခံမှုမှာတော့ NLD ကိုရှင်ပြိုင်နိုင်အောင်မဟုတ်ဘူးလို့နိုင်ငံရေးလေးလာသူတူကပြောပါတယ်တစ်စစ်တပ်ကိုအမြဲတမ်းထောက်ခံနေမဲ့ပါတီတွေဖြစ်နေလူတွေကမြင်တယ်စစ်တပ်ပါတီတွေပေါ့နော်နှစ်ကတိုင်းပြည်ရဲ့ပတ်သက်တွေအကုန်လုံးကိုနော်ဟုတ်လားပြည်သူပိုင်းပြန်အပ်အမယ်ဒီပြည်သူပြတ်အပ်မယ်ငွေတွေကိုသူတို့ပါတီပိုင်းငွေလှုပ်လိုက်တယ်အဲ့တော့အဲ့လိုအချက်တွေကြောင့်မလို့ သူတို့ဘလောက်ပဲเนาะလူတွေပြောင်းပြောင်းသူတို့ဟာမြန်မာတိုင်းသားဟိုတော့ကမြန်မာဆိုရယ်လမ်းစဉ်ပါတီအမေရိကန်တိုင်းသားစီလုံးညီညီရဲ့ပါတီရဲ့လမ်းစဉ်တိုင်းပဲသူတို့တွားပြီးတော့ပြည်သူထောက်ခံမှုမရပဲနဲ့နောက်ဆုံးမှသူတမိုင်းမှာသူတို့ဖက်ရှားခံအခုပြောင်းလဲမှာပြည်ခိုင်ဖြူပါတီဥက္ကရာနေရာကိုဥတန်သေးဒူဥက္ကရာဥမြတ်ဟိန်နဲ့အထွေထွေအတွင်းမှုဥတန်နိုင်ဝင်တို့ကိုပြောင်းလဲတာဝန်ပေးလိုက်တာပါပါတီဥက္ကရာနဲ့ဒူဥက္ကရာတာဝန်တွေထမ်းဆောင်ခဲ့တဲ့ဥသိန်းစိန်နဲ့ဥသေးဦးတို့ကတော့ ပါတီနိုင်ရကတွေဖြစ်ဆက်လက်နေရာယူထားပါတယ်ဘူနိုင်ကအဖွဲ့ကိုတော့ပါတီဘဟုဥဆောင်ကော်မတီ၉ရောင်းနဲ့ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်ကျွန်တော်ကဇေယျချမ်းကြီးပါ